ညဝင်မဲ့ခေါင်းစည်းလေးကတော့ပေးစရာမရှိရင် နေရာမရှိဘူးဆိုတော့ခေါင်းစည်းလေးနဲ့ညဝေပါမယ်ဒီနေ့ခေတ်ဆိုရှယ်ပလက်ဖောင်းပေါ်မှာဒီနေ့ခေတ်လူငယ်တွေမျိုးဆက်တွေရောလူပေါင်းဖွဲ့စည်းကပုံကိုယ်တွေရောယဟန်တန်ဃာတွေရောလူတိုင်းကိုယ်စီကိုယ်စီအလွယ်တကူ ရှာဖွေလို့ရတဲ့ပညာရေးစနစ်တွေများစွာရှိပါတယ်။ social platform ပေါ်မှာကိုကဘာကိုရှာကျင်တာလဲကိုရှာကျင်တဲ့အရာကိုရတာပါပဲ။လူတွေဆိုလို့ရှိရင်လည်းဒီတိုင်းပဲပညာရေးလားအစည်းအဝေးလားသူရှာကျင်တာကိုသူဒီ social platform ပေါ်မှာရှာလို့ရတယ် social media ပေါ်မှာရှာဖွေလို့ရတယ်ဘုရင်တို့ရဟန်းတန်ခါဆိုလို့ရှိရင်လည်းပဲဒီတိုင်းပဲ ဘာဘာသာရေးကောင်းဆောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကို့အတွက်ဝမ်းစာတွေဖြည့်ဖို့ဘာရှာမလဲနော်ကို့အတွက်အသိဉာဏ်ပညာတွေဖွံ့ဖြိုးဖို့ကိုတိမှသာလည်းရင်ကိုကိုကိုကစီကံနေကြတဲ့ပုံကိုယ်တွေပို့ပြီးတော့အသိပညာအကျွဲ့မဲ့ပို့ပြီးတော့ကောင်းကျိုးတွေဖြစ်မယ်ပေါ့ဒါကြောင့်ယဟန်တန်ဃာတွေအနေနဲ့ပို့ပြီးတော့လိလာတဲ့နဲ့ရှာဖွေတဲ့နဲ့ပေါ့ ခေါင်းကြီးလေးတိုင်ပြန်ပြောပါဆိုလို့ရှိရင်တွေးစရာရှိမှအနေရာရှိတာဒီနေ့ယဟန်တန်ဃာရဲ့နေရာဟာတဖြည်းဖြည်းနဲ့မိမ့်မိန်လာတယ်လို့သုံးသပ်မိပါတယ်နော်မလွဲတာမရှောင်တာတဲ့အခက်ကဏ္ဍတွေသာနေရင်ပါဝင်တာတွေ့ရတယ်ဘုဘခေကာလာတွေကဆိုလို့ရှိရင်ယဟန်တန်ဃာရအမတန်ဩဇာညောင်းတယ်ဩဇာတိကမအမတန်ကြီးကြတယ်ပေါ့ယနေ့ခေကြတော့အဲ့လိုမဟုတ်တော့ဘူး နော်ရဟန္တာကရဲ့ဩဇာတိကမမှုတွေဟာမေးမိန်လာတယ်ဒါကြောင့်ရဟန္တာကရဲ့အနေနဲ့ကိုယ့်ရဲ့ရွာမှာရှိနေတဲ့ပုဂ္ဂိုလ်တွေကိုယ့်ရဲ့ဩဇာညောင်းစေဖို့ကိုယ့်ရဲ့အရေးပါအရာရောက်မှုရှိစေဖို့ရာအတွက် ကိုယ့်မှာပေးစရာတစ်ခုခုတော့ရှိမှဖြစ်မှာပါဒီတိုင်းလေးတရားလေးဟောနေယုံလောက်နေတော့တာဝန်မကြည့်ဘူးလို့ဒီလိုလေးသုံးသပ်ပါတယ်နော်အမလူငယ်တွေကိုနာဖို့ရောက်လာအောင်ကိုဘာလို့မလဲ သူတို့တပညာပေးမလားတခုခုပေါ့နော်တခုခုပေးမှရမှာငါတို့ဘောမှာဒီဆရာတော်ကဂျေဇုရှိတယ်နော်ဘလို့ဂျေဇုမျိုးတွေရှိတယ်အစားရှိသည်ဖြစ်ကိုယ်ဂျေဇုရှင်တယောက်ဖြစ်လာအောင်လို့ကိုမပေးเสียဖြည့်စေရမှာလောကီပညာလားအင်္ဂလိပ်စာလားတခြားဘူတုဒ္ဒတခြားစာပေဒါမျိုးကိုမအရှိသားမသာလျင်ဒီလူငယ်တွေကိုနာရောက်လောက်အောင်ပေးမှရကိုကိုမေ့လို့မရပါဘူး ဒါကြောင့်ယနေ့ခေတ်လူငယ်တွေပဲဖြစ်ဖြစ်ယဟန်တော်တွေပဲဖြစ်ဖြစ်ကိုကသူတို့အတွက်ပေးเสียရမရှိဘူးဆိုရင်ကို့အတွက်နေရာရှိမှာမဟုတ်ဘူးเนาะဦးဇင်းကကိုရဲ့တပည့်တွေကိုပြောတဲ့စကားလေးတစ်ခုရှိတယ်ပေါ့ရှိတင်ရှိထိုက်တဲ့အည်ချင်းတွေကိုသာရအောင်လုပ်ခဲ့အရာအလုံးဟာမင်းတို့အောက်ကိုရောက်လာနိုင်မယ်ဆိုတဲ့စကားတစ်ခုမှာเนาะလူဆိုရင်လည်းပညာ တက်အောင်ပညာရှိအောင်ရှိသိရှိထိုက်တဲ့တန်ပညာတွေရအောင်ယဟန်ဆိုတဲ့ရှင်လည်းပဲဒီရက်ရှိတတ်မှတ်ထားတဲ့ပညာရည်ရှင်တွေရှိအောင်တခုခုပေါ့နော်ကို့မှာလူတွေအားကိုထိုက်လောက်အောင်တခုခုကိုသာရအောင်လုပ်ခဲ့ကျန်တဲ့အရာအလုံးဟောကို့အောက်ကိုရောက်လာနိုင်မယ်ဆိုတဲ့ဆုံးမစကားကိုကိုတပည့်တွေကိုပြောပြပါတယ်ဒါကြောင့်ကြိုးစားနေဖို့လိုတယ်เนาะဒါကြောင့်ခေါင်းဆောင်တွေဦးဇင်းရဟန်းတန်ဃာတွေစာများများဖတ်ဖို့လိုတယ် ကိုကောင်းထဲမှာကိုရဲ့အသိပညာထဲမှာဝိတုဒါတွေများစွာရှိမှသာလေကိုလူငယ်တွေကိုဘလို့ပေးမလဲလူကြီးတွေကိုဘလို့ပေးမလဲဆိုတဲ့မသိကြီးပေးနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ခေတ်လူငယ်တွေရောယဟန်တန်ဃာတွေရောများစွာ အသိပညာတိုးဖို့အတွက်ရှာဖွေကြဖို့နှိုးဆော်တိုက်တွန်းပါတယ်အားလုံးကြမှာချမ်းသာကြပါစေ